Hello everyone တကြဟောင်းစိမ့်ပေးရတော့ဟာ TikTok မှာနာမည်ကြီးနေတဲ့ Chinese Temple တခုတွားဖြစ်ခဲ့ပါတယ်။ Bangkok ထဲမှာပဲလို့ Google Map မှာတော့ရေးထားပေမဲ့တကယ်တမ်းကျတော့လေးဖထုံထဏီရဲ့ကိုရောက်ပြီးတော့တော်တော်လေးကိုဝေးပါတယ်။ ြီးတော့ပိတ်မှာညနေ9:00နာရီဆက်ရောက်သွားတာညနေ4:00နာရီခွဲဆိုတော့ photo တွေ video တွေတိချရိုက်ဖို့အချိန်လည်းမရလိုက်ဘူးပေါ့နော်အနံ့ရောက်အောင်လို့ဒါတိချလေးရှောက်သွားကြည့်လိုက်တယ်ပေါ့ဒါကတော့ပထမအဦးဆုံး building မှာဒီထဲမှာကခွင့်ရမဲတော်ကိုလေးဘက်လေးလံမတူညီရဲ့ position နေနဲ့တွေ့ရမှာပါဒီမှာဆိုလို့ရှိရင်ရွှေတုံးလေးပိုက်ထားရဲပေါ့နော်ငွေကြေးနဲ့ပတ်သက်တဲ့စုတွေကိုတောင်းလို့ရပါတယ်ဒီထဲမှာပဲ lucky charm လေးရောင်းတာလေးတွေ့ပါတယ် ပြီးတော့နေရာမှာဆိုလို့ရှင်လဲဖះစင်တူတော်ရဲ့အများကြီးပဲဒီလိုမျိုးတွေ့ရပါတယ်ဒါရီကတော့နေရစေးပကြီးတွေပါတော်တော်လေးကိုလက်ရမြောက်ပါတယ်။ဒါကတော့ main building မှာအပြင်မှာတော်တော်ကြီးကိုခန်းထားပါတယ်။ခုန building တွေကဖျားတွေပါအပြင်မှာဆိုလို့ရှိရင်လေတော်တော်ကိုတက်ပေပါတယ်။ နေရည်ပေါ်မှာဆိုရင် Taiwanese Chinese architecture နဲ့တခြားအသေးစိတ် twin two ပြီးတော့ရုပ်လုံးကြွအောင်လို့လုပ်ထားတာပေါ့နော်ရင်သက်ရှုမောဖွဲတကယ်ကိုအသက်ဝင်ပါတယ်ဒါတော့အပြင်ဘက်အခြံမှာပါတရားထိုင်လို့ရတဲ့အခန်းနေလေတည်တန့်ရှိပါတယ်ဒီเจ้าကမဟာယာနဗုဒ္ဓဘာသာเจ้าပါရှင်ဖះเจ้าနာမည်နဲ့နေရာလေးကိုတော့စာလေးနဲ့ဖော်ပြပေးထားပါမယ်ရှင်